လက်ရည်စစ်တဲ့အနေနဲ့ One Championship မှာတမထိုးပဲတခြားအဖွဲ့အစည်းမှာစတင်ထိုးသက်သွားတော့မယ်ကြောဆောင်ဝင်ပြည်သက်ကြီးကြောဆောင်ဝင်ရဲ့ပွဲဥမျိုးနေတဲ့ပြည်သက်ကြီးအတတော်တရင်ကောင်းလေးပါအခုဒီလ20နှစ်နေမှာ Thai Fighter Bat Khun Thai နဲ့ထိုးသက်သွားမှာဖြစ်ပါတယ်ကြောဆောင်ဝင်ကတော့လက်ရှိမှာ Fastest Gen နဲ့၄နှစ်စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီးတော့ Fastest Gen မှာလာရောက်လေ့ကျင့်ကစားနေပြီဖြစ်ပါတယ်မြန်မာပြည်ကလက်ဝဲပွဲတွေမှာအောင်မြင်မှုတရဖူစောင်းနိုင်ခဲ့တဲ့ကြောဆောင်ဝင်တယောက်နိုင်ငံတကာစစ်မျက်ချက်မှာလည်းအောင်မြင်မှုတရဖူရရှိစေချင်တာကတော့မြန်မာပြည် တွေရဲ့ဆန္ဒဖြစ်မှာပါ။ဒါကြောင့်ကျော်စွာဝင်းရဲ့ပွဲတွေကိုကြည့်ရှုဖို့အတွက်အချိန်အတော်ကြောင်စောင့်မျှော်ခင်ရတာဖြစ်ပါတယ်။တနှစ်နီးပါးပွဲတွေနဲ့ဝေးကွာခင်ရတဲ့ကျော်စွာဝင်းရဲ့ပွဲကိုပြည်သက်တီးကလည်းအခုချိန်မှာတော့လွမ်းတသာသာဖြစ်နေကြပါပြီ။ကျော်စွာဝင်းရဲ့တတိဇွဲကတော့ပြောစရာမလိုဘူးဆိုတော့ သူ့ရဲ့ပွဲကိုကြည့်ဦးသူတိုင်းသိကြမှာပါလက်ရှိဖက်ဒက်ဂျမမွေထိုင်းနစ်စနစ်ကိုလေ့ကျင့်သင်ကြားနေပြီဖြစ်တာကြောင့်မကြခင်အချိန်တစ်ခုအတွင်းမှာတော့ကျော်စွန်ဝင်းရဲ့အရေးအချက်တွေကိုပြည်သက်တူကတွေ့မြင်ကြရတော့မှာဖြစ်ပါရဲ့ရှင်ဖက်ဒက်ဂျမဖိုင်တာအားလုံးနဲ့လည်းရင်းနှီးတာကြောင့်လည်းထိုင်းပြည်သက်တွေရဲ့အပစ်ချစ်ခင်လေးစားခြင်းကိုပါရရှိနေသူဖြစ်ပါတယ်မကြမီလမ်းရဲ့ကျော်စွန်ဝင်းရဲ့ပွဲတွေလည်းဖက်ဒက်ဂျင်အဖွဲ့သားတွေကအပစ်ချဖို့အတွက်တောင်းဆိုထားတယ်တွေ့ရပါတယ်ဒီလမ်းရဲ့ပွဲကတော့ပြည်သက်တွေထင်ထားသလိုဝမ်ချန်ပီယံရှစ်စင်မြတ်ချက်မှာမဟုတ်ပဲတခြား promotion ပွဲ တစ်ခုမှထိုးသက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်လဲဝမ်ချမ်ပီယံရှစ်မှာထိုးသက်မယ်လို့ထင်ထားခဲ့ကြတဲ့မြန်မာပရိသတ်တွေကဒါဘာဖြစ်လို့လဲ၊ဘာကြောင့်လဲဆိုပြီးတော့သိကျနေကြတာဖြစ်ပါတယ်။တချို့ပရိသတ်တွေကတော့ကျော်စောင်းဝင်းကဒီလောကကိုအောင်မြင်မှုခိုင်မာအောင်ရေရှည်ပလန်နဲ့သွားတာဖြစ်နိုင်တယ်။ပွဲမချိုတာလဲတစ်နှစ်နီးပါးကြာပြီဖြစ်တာကြောင့်လက်ရည်စစ်တဲ့အနေနဲ့တခြားပရိုမိုးရှင်းမှာဆမ်ဝဲအစမ်းစစ်ကြည့်တဲ့သဘောနေမှာဆိုပြီးတော့ပြောဆိုနေကြတာတွေရှိသလိုတချို့ပရိသတ်တွေကတော့ဒီလိုမျိုးဝမ်းမှာမဟုတ်ပဲတခြားစင်မြတ်ချက်မှာထိုးတာကိုတော့မကြိုက်ကြတော့ပါဘူး။ ဒါကြောင့်လဲကျော်ဆောင်ဝင်းတယောက်လက်ရည်စစ်စရာမလိုဘူးရိုးရမှာအခြေခံကောင်းတွေရှိနေပြီးသားဖိုက်တာမို့ဒါမျိုးလောက်တာကအချိန်ကုန်နဲ့ဝမ်းချက်မြန်ရှိကိုတတ်မဖို့ပဲတခြားဖို့တာမကြိုက်ဘူးဆိုပြီးတော့ပြောနေကြတဲ့သူတွေလည်းရှိပါတယ်ကျော်ဆောင်ဝင်းအနေနဲ့ကတော့သူ့လက်ရည်စစ်ချရပြီးဆိုမှဝမ်းမြစင်မြတ်ချက်ကိုသွားမဲ့ပုံပါပဲရှင် ဝမ်ချန်ပီယံရှစ်နဲ့လဲစာချုပ်ချုပ်ဆိုထားပြီးသားဖိုင်တာမို့နောက်နှစ်လောက်ကျတော့ဝမ်ရဲ့စင်မြတ်ချမ်းမှာတွေ့မြင်လာရွယ်ရှိပါတယ်။ဒါကြောင့်လာမယ့်22ရက်နေ့မှာတော့ကျော်စုံဝင်းရဲ့ပွဲကိုပြည်သူတို့ကြည့်ရှုရတော့မှာဖြစ်ပါတယ်ရှင်။အပေါ်မှာပြောခဲ့သလိုပါပဲကျော်စုံဝင်းမှာကမာကုံတတိနဲ့ဇွဲကတော့လုံးဝပြည့်စုံပြီးသားဖြစ်တာမို့နေ့စဉ်နဲ့ပိုင်းတွတ်တက်ကောင်းမွန်လာမယ်ဆိုရင်တော့ကျိုးဝိုင်းလေးက Blue Fighter မျိုးကိုမဆိုပထမအကြီးအတွင်းအလဲထုတ်အနိုင်ယူနိုင်မဲ့ကြားရကောင်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်အပိနေပါတဲ့ကျော်ဇောင်းဝင်ရင်အခုလာမယ့်22ရက်နေ့ညမှာထုတ်သက်သွားမယ်ပုတ်ထွက်ပွဲမှာလည်းပြိုင်ဘက်ဖိုက်တာကိုအနိုင်ထုတ်သက်ပြပြီးတော့အောင်ပွဲဆင်နိုင်ပါစေရှင်။